ော့ဘုရားရှင်တခြားကဘာကိုကြွတလားလို့ပြောမိကုန်မိကြတာရှိတယ်။နော်။တခြားစကြဝဠာကိုဘုရားကြွဘူးလားဆိုတော့ကြွချင်လည်းကြွနိုင်တယ်။တခြားဘုရားရှင်တခြားကဘာကိုကြွတလားလို့ပြောမိကုန်မိကြတာရှိတယ်။နော်။တခြားစကြဝဠာကိုဘုရားကြွဘူးလားဆိုတော့ကြွချင်လည်းကြွနိုင်တယ်။ကြွနိုင်တယ်ဆိုတာကတခါတည်းရန်စာထဲမှာလည်းပါတယ်နိ။ဘုရားရှင်တခြား စကြဝဠာတွေကိုကြွသွားနိုင်တယ်ကြွတဲ့အခါမှာဖခင်ကယဟန်ဘုံတန်နဲ့ပဲကြွတာပဲဒါပေမဲ့သူတို့ရဲ့အမြင်မှာကျတော့ဖခင်ကိုယဟန်တပါးလို့မမြင်ဘဲနဲ့သူတို့လိုမင်းသားတပါးသူတို့လိုဘရင်တပါးလို့မြင်တာသူတို့လွတ်တော်အစည်းအဝေးလုပ်နေကြတယ်အဲ့ဒီကဘာမှာဘရင်တွေအစည်းအဝေးထိုင်နေကြတယ်ဖခင်လည်းအဲ့အစည်းအဝေးကိုခက်တီတီနဲ့ကြွသွားတယ်ဒါပေမဲ့သူတို့အမြင်ထဲမှာဖခင်ကိုဘရင်တပါးဘရင်တပါးသူတို့အစည်းအဝေးတက်ရောက်တယ်လို့ပဲသူတို့မြင်တာ ဘယင်လို့ပဲသူတို့ကမြင်တာမျက်စိထဲမှာအဲ့တော့ဒါပေမဲ့ဘုရားကလူအဝတ်မဝတ်ပါဘူးဘယင်ဝတ်ဆောင်နေမဝတ်ပါဘူးယဟန်အဝတ်နဲ့ပဲသင်္ကန်းဝတ်နဲ့ပဲသွားတာအဲ့အဋိဌံဘုရားရဲ့အဋိဌံတကူကြောင့်သူတို့ရဲ့အမြင်မှာဘုရားကိုဘယင်ဝတ်ဆောင်နေမြင်တယ်အဲ့အဲ့ဒါကိုယူရပြီးဒီနေ့ခေတ်တချို့ဘုရားစနစ်ထုတဲ့အခါမှာဘယင်ဝတ်ဆောင်နေဖြစ်ကုန်တာလေအဲ့ဒီဇလန်းနေပဲတကယ်တော့အဲတကယ်တော့ဘုရားရှင်ကသင်္ကန်းဝတ်ပါပဲလူဝတ်မဝတ်ပါဘူးမြတ်စွာဘုရားကကိုယ်တိုင်လည်းလူဝတ်မဝတ်ဘူးတပည့်တွေကိုလည်း လူဝေစာဝုခေမပေးဘူးရဟန်းတော်များသည်လူလိုမျိုးအန်တကိုင်းအင်ကြီးတွေဆွေတားအင်ကြီးတွေဝုခေမရှိဘူးဖရာလည်းမဝတ်ပါဘူးနော်အဲ့တော့ဖရာရဲ့အဋ္ဌံတကိုးကြောင့်ပဲအဲ့ဒီဘရင်တွေကမင်းကြီးမင်းသားဝတ်ဆောင်နေတဲ့ဖရာကိုမြင်သွားကြတာပဲရှိတယ်အဲ့တော့သူတို့ကဩသူတို့စီကိုဟိုဘရင်အစီဝေးတက်ရောက်တယ်လို့ပဲထင်သွားတာပေါ့လေအဲ့လိုမျိုးတွေတော့ရှိတယ်ဆွေဖရာဟာဟူဟူဒီဒီကြွခဲ့ဘူးတယ်တချို့ကလည်းကျန်တဲ့ဘာမှမေးတယ်ဖရာအာဖရိကကြွဘူးလားလို့ အာဖရိကတိုက်တို့ဥရောပတိုက်တို့ကြွဘူးလားလို့ကျန်ကျန်မှမေးတဲ့လူပါတယ်။ဒါအဲ့ဒီမှာသင်းလွန်စလို့ပြောရမယ့်ဟာတစ်ခုရှိတယ်။ဘုရားဟာတော်တော်အနှံ့အပြားကြွခဲ့တယ်။ကြွတယ်ဆိုတာခုခေတ်လူဒီဗီဇာတွေယူပြီးတော့ passport တွေပဲလုပ်နေရတာမှမဟုတ်တာပဲ။ air ticket တွေပဲဝယ်ပြီးတော့ကြွရမှာမှမဟုတ်တာ။နော်။သွားခြင်းနဲ့စိတ်ရှိလိုက်တာနဲ့ရောက်သွားနိုင်တာကိုလည်းကူနဲ့ရောက်တာ။ အဲ့ဒီမှာမြတ်စွာဘုရားကြွသွားတယ်လို့သဲလွန်စာလေးတွေရှိတယ်။ဘုရားကသူကိုယ်တိုင်ဟောခဲ့တာတခါတရံဟာတဲ့ငါဘုရားဟာအသွေးမတူတဲ့လူတွေကြားတယ်လူမျိုးစုံကြားတယ်မှာမကြကနာရောက်ပြီးတော့အတူတကနေဘူးတယ်စကားပြောဘူးတယ်ဆိုတာလေးကိုမြတ်စွာဘုရားဟောတာရှိတယ်။အဲ့ဒီပိယိတ်ကစောစောအာဖရိကပိယိတ်တဲ့ရောက်သွားတဲ့အခါမှာမြတ်စွာဘုရားရဲ့အသွင်တန်ရံက အာဖရိကအရောင်အသားမဲမဲဖြစ်သွားတယ်အသားမဲမဲဖြစ်ပြီးတော့ပြောတဲ့စကားကလည်းပဲအာဖရိကတကားလို့ဖြစ်သွားတယ်အဲဒီလိုကြွတဲ့အခါမှာဒီပိယိတ်တရဲ့အစင်းအရောင်ဒီလူမျိုးတွေရဲ့အစင်းအရောင်ဒီလူမျိုးတွေရဲ့အတန်နော်ယာရိတကောတေတံဝန်တော်တာရိတကောတထာဂရတဝန်တော်မရှံဝန်တော်သူတို့အစင်းမျိုးငါမှဖြစ်တယ်အတန်လည်းပဲသူတို့အတန်မျိုး ဲ့လိုစကားလဲသူတို့စကားမျိုးဖြစ်မှာမြတ်စွာဘုရားကအဲ့လိုပိဋကတ်ထဲဝင်ပြီးတော့ဝင်သွားတဲ့အခါမှာကြံတဲ့ပိဋကတ်တွေဘလို့ထင်တော့ဆိုအာသူတို့ရဲ့ခေါင်းဆောင်ကြီးလာတယ်လို့ပဲစိတ်ကထင်ကြတယ်အာဖရိကတွေဝင်သွားတဲ့အခါအာဖရိကခေါင်းဆောင်ကြီးလာပြီပေါ့ဘုရင်ဆိုရင်ဘုရင်ပေါ့နော်ကောင်းဆောင်ကြီးလာပြီဆိုပြီးတော့ respect ပေးကြတယ်ယုံကြည်ပြီးအဲ့ဒီအချိန်မှာမြတ်စွာဘုရားကမိန့်ခွန်းပြောသွားတယ်တရားဟောသွားတယ် ခေါ်ပြီးတော့ပြန်ထွက်သွားပြန်ထွက်သွားပြီဆိုတော့မှခုနကအာဖရိကခေါင်းဆောင်အစ်စ်ကရောက်လာရောက်တော့မှဟိုလူတွေတွေးကြင်တယ်ဟာခုနကတုန်းကလာပြီးတော့ပြောတော့တာဒိုခေါင်းဆောင်ကြီးပဲအခုဘယ်လိုလဲဆိုပြီးတော့တွေးကြင်တယ်ဒါဖြင့်ဒီလူကခေါင်းဆောင်အစ်စ်ဆိုခုနကပြောတော့တာဘာတူလဲလူတွေမှာမေကွန်ထုတ်ပြီးတော့ကြံရစ်တယ်တဲ့ဘယ်တော့မှလဲရှာလို့တွေ့မှာမဟုတ်ဘူးပျောက်သွားတယ် အဲ့လိုနီးနဲ့ပရိသတ်ပေါင်းမြောင်များစွာကိုစုံလင်စွာမြတ်စွာဘုရားကြွသွားပြီးတော့မိန်ကုန်းစကားတွေပြောခဲ့ဘူးတဲ့ဆိုတာဘုရားကိုယ်တိုင်ခေါ်တဲ့စကားတွေရှိတယ်နော်အာဖရိကဆိုတဲ့စကားလုံးတော့မပါဘူးဥရောပဆိုတဲ့စကားလုံးလည်းမပါဘူးဒါကနေ့ခေတ်မှာပေါ်တဲ့စကားလုံးနေလေအဲ့ဒါလို့မြတ်စွာဘုရားပရိသတ်တော်တော်များများလူမျိုးတော်တော်များများလူမျိုးတော်တော်များများတဲ့မှာရောက်ရှိသွားတာတော့တေချာတယ်လို့ပြောရအောင် သေးသေးချာချာရောက်သွားခဲ့ဘူးတဲ့ပေါ့မြတ်စွာဘုရားဒီမြန်မာနိုင်ငံကို ကြွားဘူးပါဒလားဆရာတော်တဲ့ပါဠိတော်အထာကထာတိကာတွေမှာတော့မြတ်စွာဘုရားမြန်မာနိုင်ငံကိုကြွားကြောင်းဖော်ပြမှသာဘူးเนาะတိုးတော်လေးပဲအရှင်မဟာပုဏ္ဏမထေရဲ့ပြင်ဖိမှုကြောင့်မြတ်စွာဘုရားဒီသူနာပရန္တတိုင်းဝါနိဇရွာတို့ကြွားဘူးကြောင်းဥပရိပါဏာတပါဠိတော်မှာဆိုထားပါတယ်အဲ့ဒီဥပရိပါဏာတပါဠိတော်မှာဆိုထားတဲ့သူနာပရန္တတိုင်းဟာ ယနေ့မြန်မာနိုင်ငံ၏စကိုင်းအရက်ဖြစ်တယ်လို့မြန်မာစာတမ်းတွေကဆိုပါတယ်။ဒါကြောင့်မြန်မာစာတမ်းတွေရဲ့အဆိုအရပြောရမယ်ဆိုရင်တော့ကျက်စွာဖရားသည်မြန်မာနိုင်ငံကိုကြွားဘူးတယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။ဒါကစာပေသဘောနဲ့ပြောတာပါ။ဒီနေရာမှာသိထားရမှာကစာပေမှာပါတီဖြစ်စေမပါတီဖြစ်စေမြတ်စွာဘုရားသည်စကြဝဠာအထိကြွနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တာကြောင့်ချေချွရမယ့်တတ္တဝါရှိမယ်ဆိုရင်မြန်မာနိုင်ငံကိုလည်းကြွနိုင်ပါတယ် ါကိုတော့သိထားဖို့လိုပါတယ်เนาะ